ကကျွန်တော်တို့တော်တော်လေးကိုအေးတယ်ပင်ဒီယာမျိုးကတော်တော်လေးကိုကျွန်တော်တို့လှပါတယ်တောင်ကုန်းတောင်တန်းနေနေကျွန်တော်တို့ဘယ်လိုပဲစပါးမြန်ရည်ပြောပြတဲ့ကျဆိုပါတယ်ပင်ဒီယာမျိုးတွေမှာရှိတဲ့ရွှေဦးမေလိုက်ကူတော့ဖေးအောင်ကျွန်တော်တို့အခုမှပြောပြပါတယ်အဲ့အကြောင်းအောင်ကျွန်တော်ဒီနေ့ကျွန်တော်ပြောပြပါမယ်အခုကကျွန်တော်တို့ဒီရှူမယ်တဘာဝလှန်ကူဖရအောင်ဘောင်းနေရပါ ဗင်ဒီယာမြို့နယ်မှာရှိတယ်ဗင်ဒီယာရောက်ပြီဆိုတာနဲ့မဖြစ်မနေကျွန်တော်တို့လာဖို့လာရမယ်နေရာလေးပေါ့နော်ဒီကနေ့ပြီးတော့ကျွန်တော်လမ်းလျှောက်တက်ခါမယ်ဗင်ဒီယာမြို့နယ်ကကျွန်တော်တို့ဖျားကြီးပေါ့နော်ကျလာရဲ့ရှင်။ဟိုမှာဒါတော့တောင်ပေါ်ကနေတွေ့ရတဲ့ တင်းကြမျိုးရဲ့အနေနဲ့ပေါ့နော်အခုကကျွန်တော်တို့ဘုရားရဲ့ရှင်ပြည်ပေါ်မှာပင်းညာမျိုးတွေကိုကျွန်တော်လေးမြင်နေရပါတယ်အားတော့ကျွန်တော်တို့ဒီရှင်ပြည်ပေါ်ကနေပြီးတော့မြင်ရတဲ့မြင်ခွင့်မှာနောက်ကတော့ကျွန်တော်တို့ဒီပင်းညာမျိုးရဲ့ ဘုရားရှင်မြေပေါ်ကနေပြီးတော့မြင်ရတဲ့မြေခွင်းတချို့ပေါ့နော်ဒါလေးကတော့ဘုရားရှိမဟုနာကိုရောက်ပါပြီကျွန်တော်တို့တွေဘုရားရှိကိုကြမယ်ပြီးရင်ဒီလှန်ကူတဲ့ဘုရားတွေကိုဇွားရောက်ဖူးမြော်ကြရအောင်လိုက်ပါချိန်ကြပြီပါဦး ဖျားပေါင်းစီစီပေါင်းနေတောင်းချီသိမ့်ချီရှိပါတယ်ဒီထဲမှာအများကြီးပဲဗျာ။ဆရာလုံးလုံး တော့တော့တော့ဂျွေးမင်းသဘောလည်းငူစားရှိပြီးသဘောကလည်းငူခေါ်တယ်နော်ကဲဘုရားမောင်ရှိကုန်များကိုလည်းလည်းငူတော်စားပြီးကြတဲ့ရပါတယ်ဒီခေါ်ရတော့တော့လည်းငူတော်ဖြစ်နေခုကနေသားနေရတယ်နော်ဘုရားသဘောကလည်းငူရပြီးခေါ်ကြတာဒီဒီကလည်းကဘုရားနဲ့တော့ပြန်ရတယ်ဒီကောင်ကဘယ်လိုလဲ။ဘယ်လိုလဲ။ ဒါတော့ကျွန်တော်တို့ဒီကူရဲမှာပေါ့နော်ကျွန်တော်တို့ဒီဖရားကြီးတဲထားတာကိုကျွန်တော်တို့ခုညောင်းနေတာပေါ့ဒီဝင်နေမှာရှိတဲ့အကောင်ကဖရားဆိုလို့နေတာပေါ့ ဒီရှင်းမှာတွေ့ရတဲ့ကံကတော့ကျွန်တော်နဲ့ရေကံလို့ခေါ်ပါတယ်ကျေးဇူးပါမိကိုကြည့်ရှုပေးကြတာကျေးဇူးများကြီးတမားတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံအောင် subscribe လေးလည်းလုပ်ပေးသွားကြပါကျေးဇူးများကြီးတမားတယ်